ို့နေ့စဉ်နဲ့အမြဗနဲ့ဒီမင်းနားထောင်ထောင်စိတ်တခွန်အားတက်စေတဲ့သချင်းလေးတပုတ်နဲ့အတူတော်လန်ကြီးလူသမီးလေးတွေကနေပြီးပုံစံတစ်မျိုးအတင်ပြောင်းပြီးပေါ်ပြသွားတာဖြစ်ပါတယ်။အားလုံးပဲဒီကြေးမျိုးတွေပြန်မြောက်ရတဲ့ဖြစ်ပြီးတော့ဒီဗီဒီယိုလေးကိုတော့သချင်းလေးနဲ့ပဲအစားပြုခံလိုက်ပါတယ်။ No, I don't take shit. I've got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. Everything I do, so instinctive and so passionate. Every word I move, so descriptive like an adjective. I got a vendetta against people who patented being negative when you should be getting after it. I got facts over facts over tracks. This and that, spitting slow, spitting fast. I could roast, I could gas. Think I'm okay at last, but I don't know if that can erase all the past and the pettiness, a reflection of the emptiness. Hilarious, you think you're worth my time? You're delirious, mysterious because you are behind a fake exterior, inferior. You know I'll always. မန္တရရရေရဲနဲ့ပြည်သူစစ်တဲ့ရဲကတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးနော်နာမည်ပါတက်ပြောပါနော်ရဲကတာဝန်ယူမှုတာဝန်ခံမှုမရှိပြည်သူစစ်ကိုဖမ်းတာဒီဖြစ်စဉ်တကယ်ရှိအမှန်တရားအန်လီစီဗီကြီးခင်ဗျာဒါနဲ့ပတ်သက်ပြီးဦးဇင်းတို့ရဲချုပ်စီကိုလည်းအဲ့ပြုစစ်ကောင်းဆောင်နေကိုလည်းလက်မှတ်ထိုးပြီးမှဥစဉ်တို့တိုင်နေလို့တိုင်ထားတယ်ပေါ့ဗျာတိုင်နေမှာမဟုတ်ဘူး ။ရဲမင်းတို့ဘာမှတိုင်းနေတယ်မင်းတို့ပြည်သူစစ်တွေဒီလောက်အများကြီးရှိကြပဲပေါက်ကတော့မင်းတို့ဝင်ကြိတ်ဆမ်းပါလားရဲစခန်းတွေကို။ပဒိန်ညမျိုးနဲ့မှာပြီးခဲ့တဲ့ရပိုင်းကဖြစ်ခဲ့တဲ့ဓမြတိုက်မှုနဲ့ပတ်သက်လို့ရဲတွေကပြည်သူစစ်တူခေါင်းဆောင် မှန်ကြီးခေါ်ကောင်းမြတ်ဆန်ကိုဖမ်းဆီးစစ်ဆေးတယ်လို့မြို့ကန်တွေရဲ့ပြောထားပါဗါး။ကဲအခုတော့စစ်ခွေးရဲတွေနဲ့ပြည်သူစစ်တွေရဲ့ပြဿနာကလည်းတော့ကြီးထွားနေဖြစ်ပါတယ်။မရောက်နိုင်နေနဲ့လည်းပြည်သူစစ်တွေနဲ့ပြူစောထီးတွေကိုရိတ်ခါဖျက်တော့မယ်လို့ကြေညာပြီးနောက်ပိုင်းမှာလည်းစစ်ခွေးတွေကသူတို့ကိုဖိနှိပ်နေပါတယ်။ဘာလို့ဖိနှိပ်လဲဆိုတော့သူတို့လက်နက်ပေးထားတဲ့ကောင်တွေကသူတို့ကိုပြန်ပြီးကြော်လွှားနေလို့ဖြစ်တဲ့ဖြစ်တဲ့အတွက်စစ်ခွေးတွေတော့ပေါက်ခွေးနေရတွေ့ရပါတယ်။ကဲရဲတွေက ဖေဖော်ဝါရီလ27ရက်နေ့ည9:00နာရီကပြည်သူ့စစ်ဒုကောင်းဆောင်မှန်ကြီးခေါ်ကောင်းမြတ်ဆန်ကိုမဲကင်းကုန်းကြေးရွာအုပ်ချုပ်ရေးမှူးရုံးမှာဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့မြို့ကန်တွေပြောထားပါတယ်။ညများတိုက်မှုဖြစ်တဲ့နေကလေးကမြို့ကန်တွေဟာပြည်သူ့စစ်ဖွဲ့မှန်းတည်တယ်အုပ်ချုပ်ရေးလည်းတည်တယ် PDF တွေကိုလည်းလွှဲချလို့မရဘူးပသိမ်ကြီးမှာတနက်ကင်နာဆိုလို့ခလာရလေးနဲ့ပြည်သူ့စစ်ပဲရှိတယ်ဒါကြောင့်ခေါ်စစ်တာလို့ပြောထားတာတွေ့ရှိရပါတယ်။ပသိမ်ကြီးမြို့နယ်မှာဖေဖော်ဝါရီလ27ရက်နေ့ည8:00နာရီဝင်းကျင်က ရွှေဆိုင်သိမ့်ပြီးပြင်လာတဲ့ကားတစ်စီးကိုမျိုးသား9ယောက်ကတနက်နေ့ချိန်ပြီးရွှေတဲ18ကျသားနဲ့ငွေကြေးသိန်း30လူပြူတဲ့အမှုကိုခေါ်ယူစစ်ဆေးတာလို့ရဲတပ်ဘုံဝင်နဲ့နှိစက်တဲ့သတင်းရင်းတွေကပြောထားပါတယ်။စစ်တပ်ကသခိုးကျိုးတွေကိုတင်နှံပေးပြီးလက်ထက်တနက်ထည့်ပေးလိုက်တော့ကြုံရင်ကြုံသူလုထတာအခုလူရဲမှုကပြည်သူ့စစ်အဖွဲ့ကလူတာသိနေလို့တိုင်တာစစ်ကြောရေးမှခေါ်စစ်တာပြီးမှနေမီရဲစကန်ကိုပြန်ပို့တာလို့ပြောပါတယ်။မေကင်ကုံပြည်သူ့စစ်ဒူကောင်းဆောင်ကိုဖမ်းဆီးရိုက်နေစစ်ဆေးတာနဲ့ပတ်သက်ပြီးပြည်သူ့စစ်အဖွဲ့နဲ့တထောက်ခံသူတွေကြားမှာရဲတွေကိုဝေဖန်နေတာလည်းရှိပါတယ်။အနောက်24ခုနှစ်စက်တင်ဘာလ17ရက်နေ့ ည၈နာရီဝင်းကျင်မန္တလေးပြည်ကြီးတခုမြို့နယ်မှာလည်းနေအိမ်တအိမ်ကအိမ်စီးကားနဲ့ iPhone လူယူခဲ့တဲ့ပောက်ကူတော်ရဲ့ပြည်သူ့စစ်ဖုံးဝင်9ရက်ကိုလည်းရဲတပ်ဘက်ကဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်ရှိပါတယ်။အခုချိန်မှာတော့ပောက်ကူတော်ကတော့ပောက်ကွဲနေပါတယ်။ဘာဘုံးမစစ်ခွေးတွေချင်းချင်းကတ်ကြတဲ့ပွဲကိုကြည့်ကြည့်အောင်ဗျာ။မင်းနာမည်ဘယ်သူလို့ကျွန်တော်နာမည်ကောင်းမြတ်ဆန်ခမန်ကြီးပါအင်းခုလက်ရှိဘာတောင်တန်းတော်လဲဘယ်ကင်းကုန်းရက်ခွက်ရုံတုံကြီးဒီကောင်းမောင်းနေတာတောင်တန်းတော်နေပါရဲ့အေးအဲ့ဒါကိုခုဒီစကန်းကို ဖမ်းပုံထိန်သိမ်းကြတာဘာဖြစ်လို့တန်းနေလဲကျွန်တော်ကိုလာခေါ်တော့ကပတိန်ကြီးစခန်းမှုနဲ့ပတိန်ကြီးကနေရင်းခေါင်းပေါင်းပါတယ်သူတို့နှစ်ယောက်လာပြီးတော့ဟိုပါပေါ့ပတိန်ကြီးမှာခင်ဗျားမှုကခဏစကားပြောနေတယ်ဒီဗာကိစ္စလေတော့မသိဘူးမာတဲကောင်ကဇိုင်းမှုတက်ခါရဲကိစ္စလူလူနဲ့ပြောပြီးတော့ကာနာကိုခေါ်ပါတယ်ကာနာခေါ်ပြီးတော့ကျွန်တော်ကျွန်တော်တပည့်တွေကိုခေါင်းပေါင်းဟိုကျွန်တော်ခေါင်းပေါင်းကြီးဖုန်းဆက်လာအောင်မယ်ဆိုတော့ကားပေါ်ဆွဲတင်ပြီးတော့သူမောင်းလာပါတယ် အဲ့ဒီကနေပြီးတော့အဲ့ဒီကနေပြီးတော့ဟိုပါဘောတိန်စကန်းကိုညရောက်တယ်တိန်စကန်းကမင်းဟိုရိုက်တာနဲ့တာစစ်စစ်တာရှိပြီတိန်စကန်းတော့ရိုက်တာနဲ့တာစစ်စစ်တာမရှိဘူးစကန်းကိုညရောက်တယ်ရောက်ပြီးတော့နှလုံးစီးပြီးတော့ကားပေါ်ကိုဆွတ်တင်သွားပါတယ်ဘယ်ကိုခေါ်သွားဘယ်ကိုခေါ်သွားမှန်းတော့မသိဘူးဟိုပါဘောကားကိုဆွတ်တင်ပြီးတော့နိုင်ဝဲခန်းတော့ကားမောင်းပြီးတော့ဟိုပါဘောအခန်းတစ်ခန်းမှာကျွန်တော်ကိုစစ်ပါတယ်စစ်တဲ့အချိန်မှာစပြီးစက် ဲ့စကန်းကိုစစ်တဲ့အခန်းလေးကိုရောက်အောင်ရှင်မျိုးလုံးဖွင့်လိုက်တော့ဟောပေါ့တခွေနဲ့တပွင့်ရဲတယောက်ကိုတွေ့ပါတယ်ခရိုင်မှုအစင်တော်ရှိပါတယ်သူကဟိုစစ်ပြီးကြည့်ပြီးတော့ကျောင်းနဲ့မင်းလားမန်ကြီးဆိုပြီးတော့ကျွန်တော်ကိုနားကပ်ပြီးကြည့်တဲ့အခါမှာသူ့ပါဇက်ကအရန်နဲ့ထွက်နေတာတွေ့ရပါတယ်။မူးလည်းတော်တော်မူးနေတာပါ။ပြီးတော့မျက်လုံးပြန်စီးပြီးတော့နှေးပြီးတော့အာပါးကိုလည်းအားချက်ကြိုက်ပါတယ်။ဒီဘက်ပါးကို ၅ချက်ရိုက်တယ်ရိုက်ပြီးတော့ခြိပွားတွေကိုလည်းချက်20နီးပါးလောက်ရိုက်ပါတယ်နောက်ပြီးတော့ဒူးထောက်ခိုင်းထားပြီးတော့ရှင်ဝါကိုလည်းထက်ကန်ပါတယ်သူတို့ပြောဆိုတဲ့အတိုင်းလည်းကျွန်တော်ကောင်းကောင်းမွန်မွန်ပူပေါင်းပြီးဖြည့်တဲ့ချားမှကျွန်တော်ကိုရိုက်တာပါနောက်ပြီးတော့ကျွန်တော်တို့ပြည်သူစစ်ကလာကစားဝင်တယ်မဟုတ်ပါဘူးသူတို့ဒီလိုဖမ်းနေစီးတဲ့ကောင်းပေါင်းတွေအတိမပေးပဲဖမ်းပါတယ်တက်နယ်ကိုလည်းသူတို့ပြောတယ်ပြောပြီးအခုကျတော့တက်နယ်ကိုလည်းသူတို့မပြောထားဘူးတက်နယ်ကလည်းတရင်မပူထားဘူးလို့လည်းပြောပါတယ်စစ်နယ်မြေက ဲကျွန်တော်တို့ဒီကိစ္စကိုပူပေါင်းပြီးတော့ပါပါလို့လည်းပြောမထားပါဘူးသူတို့ကသူတို့ဇုတ်ဝင်ပြီးတော့ဆွဲဖမ်းတာပါခုကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးသူတို့ကဘာချက်လုပ်မှလို့ပြောဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုပါပေါ့ဟိုဘလူးချင်းနေရှိသေးလေလို့မေးတဲ့အခါမှာကျွန်တော်အပြင်ထိုးလိုက်တဲ့အချိန်မှာကျွန်တော်အမတ်တက်စကန်ကိုရောက်နေတာသိရပါတယ်သိရတဲ့အချိန်မှာဒီအမတ်တက်စကန်မှုကလည်းစကန်ထဲမှာတော့ကျွန်တော်ချုံနောက်နိုင်ခြင်းမရှိပါဘူးဒါပေမဲ့လို့အိမ်ကိုပြန်လို့ရပြီလားဆိုတော့လည်းပြန်လို့မရသေးဘူးဟုတ်ပါပေါ့ တရားခံဟိုကျွန်တော်နဲ့ဆစ်လိုက်တော့ဘာတန်လျာရှိလို့လဲဆိုဘာတန်လျာမှလည်းမရှိပါဘူးလို့ပြောပါတယ်ဒါပေမဲ့လို့ခရိုင်မူးကနေပြီးတော့ခုနကမူးယူပြီးတော့လာပြီးတော့ဟိုကွင်းဆက်တန်လျာရှိလို့ဆိုပြီးတော့ကျွန်တော်ပြောပါတယ်ကွင်းဆက်တန်လျာရှိအောင်ကျွန်တော်ကအပြစ်လုပ်ထားတဲ့လူတယောက်လည်းမဟုတ်ပါဘူးအဲ့တဲ့ကြောင့်လို့ကျွန်တော်ကောင်းကောင်းအစ်စ်ဈေးကမှုကောင်းမွန်တာစောင့်တော့လဲခရိုင်မူးကမူးယူပြီးတော့ကျွန်တော်ကိုချိန်သွားသွားပါတယ်ခုနကမြို့သားလည်းမင်္ဂလာပါဗျာဒီနေ့ကတော့26ရက်နလာပိုင်း2025ဖြစ်ပါဗျာ မန္တလေးပြည်သူ့စစ် forward တူကိုညီမနှိမ့်ဆက်မှုပေါ့အော်ကတော့တရားတော့လောင်းနေပြီနော်သူရဲ့ပြည်သူစစ်တွေကိုထိလို့တယ်မင်းတို့စစ်ခွေးတွေကတော့အခုလိုလုံနေတာမင်းတို့ကောင်တွေပြည်သူစစ်ဘွားနေပဲနေနေရောမင်းတို့က PDF တွေလည်းကြောက်ရစစ်ခွေးတွေလည်းကြောက်ရတယ်ဘောရောက်ပြီကတော့ရဲ့တန်တရားစိန်နဲ့ညံပတ်နှိမ့်ဆက်မှုကိုအနောက်ပတ်တက်ပြီးမှဓမ္မနေရှင်နဲ့အဖို့တို့တကာကျော်စိုးဘူးတို့တကာသော်ဘုန်းကြီးတို့လည်းဒါတွေနဲ့ပတ်တက်ပြီးမှတော်ထားတာတွေဦးဇင်းတို့တွေ့ရှိရပါတယ်ဗျနော်ဦးဇင်းတို့ဒီရာနဲ့ပတ်တက်ပြီးစုံစမ်းကြည့်လိုက်တဲ့အခါမှာတို့ရဲ့ပြည်သူစစ်ကောင်းဆောင်က ဟိုတို့အောင်ဖြစ်တယ်။မန္တလေးမှာပြည်သူ့အဖွဲ့ဝင်တွေအများဆုံးအများကြီးရှိတဲ့အဖွဲ့တွေအဖွဲ့တွေခေါင်းဆောင်တွေခေါင်းဆောင်တွေလက်မှာဒါဦးဇင်းလဲဦးဇင်းရဲ့တပည့်ဆိုရင်ဦးဇင်းခေါင်းဆောင်ဖြစ်ဆိုင်ရှားကိုတင်ထားတယ်။အဲ့လိုအဖွဲ့တွေအဖွဲ့တွေထဲမှာအများကြီးဟိုဦးဇင်းဦးဇင်းဟောပါတာအောင်ပါလေတော်တော်များရှိကြပါတယ်။အဲ့ဒီထဲမှာမှာတကယ်အတော်ဆုံးဖွဲ့လို့ကိုတို့အောင်ဖွဲ့ရအတန်ရှင်းဆုံးအဖွဲ့လို့ပြောလို့ရပါတယ်နော်ကိုတို့အောင်ကသူ့ဖွဲ့တဲ့အဖွဲ့တွေပြည်သူ့စစ်တွေကိုဒါအတန်ရှင်းဆုံးအဖွဲ့လို့ပြောလို့ရတယ်တိတ်ပြီးမှနာမည်ပြတ်မရှိဘူး။ နာမည်မရှိဘူးထိုင်မြေကုန်းတို့ရှိတဲ့နေမှာလဲချွတ်ချွတ်ချွတ်တိုက်ခဲ့ရတယ်သူချရှုံးခဲ့တဲ့အရာတွေလဲသူ့တပည့်တွေလဲတင်ခဲ့တဲ့အရာဒဏ်ရရတူလဲဒါလက်ရှိစေယုံမှာလဲဒါရှိပါတယ်ဗျာနော်စေယုံမှာလဲဒဏ်ရထားတဲ့ PDF တွေချိတ်ထားပြီးတွေချိတ်ထားတာဒါရှိတယ်ဒါကြောင့်မလို့ဦးစင်းလို့ပြောချင်တာကဒီဒီစစ်တပ်ဖွဲ့ဝင်တို့ခရိုင်ရဲတပ်ဖွဲ့မှာနှိမ့်ဆက်ညှဉ်းပန်းတဲ့ပုံဥပဒေနဲ့အညီဆောင်ရွက်ပြီးပါတော့ကိုလဲဒီခရိုင်ရဲနော်ဒါမြန်မာ National ပုံမှာတင်ထားတယ်ဒီစစ်တပ်ဖွဲ့ဝင်ကောင်းမြတ်ဆန်ကအမှန်ကြီးအားတဲ့22ရက်2025ဆက်ပိုးရက် ခုနာရီကန်တွင်နဲ့ပဋိမုံနဲ့မင်းကင်းကုန်းကျေးရောအုပ်ချုပ်ရေးမှုရုံးနဲ့အကြမ်းဖက်အဖွဲ့အစည်းများကိုတားဆီးနေတဲ့အစည်းအဝေးပြုလုပ်နေတဲ့ပဋိရင်စခန်းမှုနဲ့နေရင်းကောင်းဆောင်အဖွဲ့ရှိဦးမှာလေကားနှစ်စီးဖြစ်ရောက်ရှိလာပြီးလိုက်ခဲ့ရန်ခေါ်ပါတယ်တဲ့ခေါင်းဆောင်ကအကြောင်းကြားမြို့ပြောတော့လေတဲ့လက်မခံမဲနဲ့ကားဘော်ကိုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားတယ်ပေါ့ဗျာပြည်သူ့စစ်အုပ်ချုပ်ရေးတာဝန်ခံကလည်းလေးတရင်အကြောင်းကြားကြီးအကုန်လုံးအကြောင်းကြားတဲ့ဘက်ကတလူအကြောင်းကြားကြီးမှာခေါ်သွားတယ်ပေါ့အကုန်လုံးသဆိုင်ရတကနဲ့ခဲတဲ့ကိုလည်းမေးတယ်တော့တောက်ကားတဲ့ဗောလီဘောမဟုတ်ဗောလီဘောပုံနေအဲ့မှာဦးစင်းကိုတိုင်ကလည်းဖုန်းဆက်ပြီးမေးပါတယ်နော်မေးပါတယ် ခေါ်လို့ရတယ်စစ်ဆေးလို့ရတယ်မင်းများလို့ရတယ်တန်တရားရှိလို့ရှိရင်စစ်တာအားမြန်နောက်ထပ်ယမန်တပတ်ယူပြီးစစ်လို့ရတယ်ယမန်တပတ်ယူပြီးစစ်လို့ရတယ်24နာရီပြည့်သွားရင်ယမန်တန်တရားဆက်ရှိရင်ယမန်ယူပြီးစစ်လို့ရတယ်ဒါပေမဲ့အဲ့မှာခရိုင်မှုခရိုင်မှုဒီဦးဇင်းတို့ကြားတိရတယ်လောက်ကတော့စစ်တပ်ဖက်ကနေလာတယ်လို့ဦးဇင်းတို့ကြားရတယ်တန်တင်မဟုတ်ပါဘူးတန်တင်မဟုတ်ဘူးနော်ခရိုင်မှုဒီအဲ့မှာမူးယူပြီးမှဒီပြုစစ်ကိုမင်းလာကွာမန်ကြီးမင်းလာကွာဘာကောင်ဒီပြုစစ်သွားပြီရရတရားမရှိအောင်နန်ရိုးလေးကန်တယ်မျက်နှာထိုးတယ်အကုန်လုံးရရတရားမရှိအောင်ဒိုင်းရမပေါ်အောင်ရိုက်တယ်နှိပ်ဆက်တယ်ပေါ့ဗျာ အဲ့မမနေ့ကပြန်လာတဲ့အခါမှာဒီလူလက်မောင်းနေဆေးရုံမှာတော့ဒါဓာတ်မှန်နေပါလေခဲ့ဥသိန်းတယ်ဒီကရံမှာလည်းတင်ထားတာတွေ့ရှိရပါတယ်နော်တွေ့ရှိရတယ်အဲ့တော့ဥသိန်းတို့ပြောချင်တာက CVG မန္တလေး CVG ခင်ဗျာဒါနဲ့ပတ်သက်ပြီးဥသိန်းတို့ရဲချုပ်စီကိုလည်းအဲ့ပြုစစ်ခေါင်းဆောင်တွေကိုလည်းလက်မှတ်ထိုးပြီးမှဥသိန်းတို့တိုင်ရင်တယ်လို့တိုင်ထားတယ်ပေါ့ဗျာတိုင်နိုင်မဟုတ်ဘူးແມ່ນເມື່ອບາວ່າຕາຍແນ່ແມ່ນເມື່ອປິດຊິດີລောက်ອ້າຍຊິດາເປົ້າກະດົງວ່າແມ່ນເມື່ອວິນຈိတ်ຊ້າມາລະຍ້ຽສະກັນດີໂຫເຍຍສະກັນເນາະວິນຈိတ်ປິອ້ອງກອງນີ້ເລັ່ນນະດີຢູ່ປິແມ່ນເມື່ອປ່ຽນຈိတ်ຊ້າກອງດີໂຫຊິບີຍີ້ກູໄລແລ້ວດາຂໍຢູ່ປິມາຜິດສິນມັນໂຫແມ່ນແມ່ນຫມົດໂຕວ່າແດ່ ဥစဉ်တို့မန္တလေးတိုင်းမှာရဲချုပ်တွေရဲချုပ်တွေတာဝန်ကျလာတဲ့ CBD CBD တာဝန်ကျလာတဲ့အထက်မှာဒါလက်ရှိအနေထားလုပ်ပုံကိုင်ပုံကိုကျွန်တော်ခဏအကြိုက်ဆုံးလို့ပြောလို့ရပါတယ်နော်ဒကာကြီးတဲတန်တီမဟုတ်ပြီမဲ့စစ်တပ်ဘက်ကလာပြန်တယ်လေဒကာကြီးဒီအလုံးနဲ့တတိပြအလုံးနဲ့ငါ့ကိုပြတန်တဲ့ဟာတွေငါ့ကိုနော်ငါ့ကိုကားဓာတွေခေါ်ဓာတွေငါ့ကိုလာပြီးကရော့ဓာတွေငါမလို့ခြင်းဘူးအဲ့တော့အလုံးနဲ့တတိပြန်နေရာရမယ်အလုံးနဲ့တတိမပြန်တခါကြီးလာကကြမှာနန္ဒလေးလိုက်မှာရဲတော်တော်များများလဲလွှွှင်မှုတွေကိုတွေ့ရပါတယ်နော်လွှွှင်မှုတွေကိုတွေ့ရတယ်ဘာဖြစ်လို့လဲဆိုတော့ရှေးတန်းမှာ 那拉的还？有两米远？那哪里还？千万多姑娘说，越别叫越破比嘛那边面。那哪里还？千比的多一点，五千多的。但俺们千比的都叫，现在现在来是钱大木是稀罕的。啊，所以你你你比如说这些姑娘们，那些的不不不老老没来，不老去千比没来。你看俺们，不不老业余的没来。到五千多的呢，没管多少钱呢，没管多少钱呢。俺一年呢，到这旅游上面说了五千多来点，差点在那个都是广东的的来带带他们来吃的五千多的呢，大家们老的呢也比如说这些姑我们说比如说这些嘛，广东吃的。 ဦးဇင်းတို့ဆိုလုံတိုင်းမှာပြောထားတယ်ဟဲ့ပေါ်ကတော့ကတော့သူတို့ရဲ့ပြည်သူစစ်ကိုချိတ်သွားတဲ့ရဲမှုကိုဒါခရိုင်မှုကိုဒါမလုပ်ပေးဘူးဆိုရင်ပြန်ပြီးတော့ချိတ်မဲ့ပုံစံရှိပါတယ်။ဟောပါလေ။မင်းတို့စစ်ခွေးတွေနဲ့မင်းတို့ပြည်သူစစ်ဆိုတဲ့ပြူခွေးတွေကြိုက်ကြပါကွာ။အဲဒီမှာဆိုလို့ရှိရင်ဒီတကယ်နော်။ဘိုးဝေရန်တို့ဆိုလည်းဦးဇင်းတို့ပြောထားတဲ့ဒီတိုင်းမှာတော့ကွာဦးဇင်းတို့ယဉ်နေတယ်။ဝန်ထွန်းအောင်တို့အများကြီးဟိုစကိုင်းမဲ့ပြောင်းပါတယ်ဘိုးလေးမျိုးတန်တို့ဆိုအများကြီးအများကြီးဦးဇင်းတို့တိုင်းမှာနော်။ဦးဇင်းတို့ယဉ်နေတဲ့လူတွေအများကြီးရှိတယ်။ဦးဇင်းတို့ဒီဟိုဘက်ပြောင်းသွားတယ်ဦးဇင်းတို့ငွေချေခွာချမ်းပြောင်းသွားတယ်ဘိုးကြီးဝန်ထွန်းတို့အများကြီးရှိတယ်ဦးဇင်းတို့နော်။ ရှိတဲ့အထဲမှာဦးဇင်းလို့ရှိရင်ဦးဇင်းတော်ပြောတယ်ဒကာကြီးတကယ်လို့ဆိုပြုစစ်တခုကအပြစ်လို့လဲဆိုဦးဇင်းပြောနော်အမနာနဲ့ဦးဇင်းခေါ်ပြမယ်ဦးဇင်းရတယ်ဒကာချက်ချက်လည်းဦးဇင်းခေါ်ပြမယ်ဆစ်စရာရှိအရှိတကယ်လို့အေးပြစ်ရှိတယ်ဆိုလည်းချက်ချက်လည်းရေးယူလိုက်ခမရတော့အမတ်ရှစ်စခန်းကိုသွားမြင်လိုက်ပါနော်အဲဆိုပြုစစ်အဖွဲ့ဝင်တော်မပြုစစ်အမိကမပြုစစ်အဖွဲ့ဝင်ရှေ့ရောက်တယောက်တော့ပါတယ်ဦးဇင်းချက်ချက်သွားဘယ်လိုအပြစ်လို့အပြစ်ဖမ်းခံဒါပဲဦးဇင်းချက်ချက်ရှိတယ်မတ်ရှိမှာဒကာသွားမြင်လို့ရတယ်နော်အဲ့တော့ပြုစစ်တခုကိုဒီလိုကြီးညှင်းပါတဲ့ဆယ်နောက်မှာအပြစ်မရှိဘူးဆိုပြီးပြန်လှည့်တဲ့ဟာကြီးကအဲ့လိုလုံးလို့ရတယ်လားပြစ်မရှိတဲ့သူတရားခံမဟုတ်တဲ့သူတရားကို အန္တရာယ်စိတ်ကြလို့ရိုက်ပြီးနှိမ့်ဆက်ပြီးမှလူမဆန်းသွားနှိမ့်ဆက်လို့ရတယ်လားဒီလိုပြုစရာခွဲဝင်တယောက်တောင်ဒီလိုခရိုင်မှုကရိုက်တယ်ဆိုလို့ရှိရင်အရတားတယောက်ဆိုဘယ်လောက်နဲ့ရက်ဆက်မလဲဘယ်လောက်နဲ့အရတားတွေဘယ်လောက်ရက်ဆက်မလဲမင်းတို့တီးပြီးသားပဲမင်းတို့စစ်ခွေးတို့မင်းတို့ကုညီနဲ့တီးတာမင်းတို့စစ်ခွေးတွေအခြေအနေပါလဲဆိုတာကဲဘာပြောပေါ့ကလေးမင်းပေါက်ကွဲမနေလေကွာမင်းမှပြုစုစစ်တွေအုတ်လိုက်ကြီးရှိတာကြိတ်ကွာပြန်ပြီးတော့ငါတို့အားပေးတယ်ကွာထောက်ခံအားပေးနေတဲ့သူတွေတော့ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဒိုင်းလေးကိုတောင်ကြီးကိုဒါခောက်ရင် ပင်နဲ့ကောလာခေါ်ရင်ငါတို့ဒုက္ခမရောက်ဘူးလို့ပဲသူကတွေးမှာပါနော်သူကအဲ့အတွေ့အကြုံတွေတကယ်တမ်းကျတော့ပတ္တာသာတွေဒီလူစိတ်တွေတမတော်သားတွေဆိုတာကတော့ရှင်းရှင်းလေးပဲကောအန်တွင်းကာဘောတော့အန်တွင်းကာဘောဘာမှမခင်းရတာမဟုတ်လားဟုတ်လားတမတော်တူတဲ့ကာဘောဆိုတော့တမတော်တက်ကူကာဘောဘာမှမခင်းရဘူးဟုတ်လားဒါကလည်းဒီလိုပြောတာကတော့ဖေးရတယ်ဒါနဲ့ဒီလိုလိုရတယ် ကာကွယ်ပေးနေတော့ကြောက်ပြန်တယ်ဘာကာကွယ်ပေးနေလားအညီတို့လည်းဒီတိုင်းပဲငန်းကြီးတို့သူငန်းကြီးတို့စုပတ်တာကဒီလူဖြစ်တယ်ဆိုတာကလည်းကိုတိုင်းပြည်ကိုလူလူကိုပါရာတာနာကိုချစ်တဲ့အတွက်ကြောင့်သဘာဝဒီလူဖြစ်ဆိုတာပေါ်လာမှာမင်းလားမှန်ပါဗျာအဲ့တော့တိုက်ရိုးတိုက်ပြီးဆိုလို့ရှိရင်တော့ဟုတ်လားဒီကဲမှာကြောက်ကြောက်ဗျာဒီကဲမှာကြောက်ကြောက်ဗျာ ။အပေါ်ကတော့ကတော့စစ်တပ်ရမလားကြောက်မလားမေးပြီးတော့သူကျတော့ပုံနေတာ။ပုံနေတဲ့ပြုံမှာသင်္ကန်းတော်ခြုံထားသေးတယ်အစနေစားချောင်ဆိုပြီးတော့။အရှင်ဖေရယဟန်တော်များဟာလက်နက်ကင် ကာကွယ်ရေးတပ်ဖွဲ့များကိုဥဆောင်ဖွဲ့စည်းခွင့်ရှိပါသလားဖေရတဲ့။ဟွန်းလုံးဝမရှိပါဘူး။ယဟန်တော်တွေဟာစေရင်ကာ၄ပါးရှိသောစီရင်ပြရာအရက်ကိုတွားရောက်မကြည့်ရပါဘူး။တွားရောက်ပြီးကြည့်မယ်ဆိုရင် တုဒ္ဓပါစိတ်အဘတ်တင်ပါတယ်။အကြောင်းရှိလို့စစ်မြေပြင်ကိုသွားမယ်ဆိုရင်လည်းခုနှစ်ရက်ထက်ကြော်ပြီးမသွားရပါဘူး။ခုနှစ်ရက်ထက်ကြော်ပြီးသွားမယ်ဆိုရင်တုဒ္ဓပါစိတ်အဘတ်တင်ပါတယ်။စစ်စင်ရအရက်ကိုလည်းမသွားရပါဘူး။စစ်စင်ရအရက်ကိုသွားမယ်ဆိုရင်တုဒ္ဓပါစိတ်အဘတ်တင်ပါတယ်။အဲ့ဒီလိုစင်ရေးပြရာကိုကြည့်ရှုခြင်းစစ်စင်ရအရက်ကိုသွားခြင်းစတာတွေကိုပြုလုပ်ရင်တောင်မှအဘတ်တင်ပြီးအပြည့်ရှိသေးတယ်ဆိုရင်လက်နက်ကင်ပြီးကိုယ်တိုင်ဖွဲ့စည်းခြင်းက ပို၍အပြစ်ရှိတဲ့အတွက်မလုံကောင်းဘူးလို့ပြောခြင်းပါတယ်။အရှင်ဖရာယဟန်တပါးကသူတပါးအသက်ကိုတိုက်ရန်တိုက်တွန်းပါကအဲ့ဒီယဟန်ကိုယဟန်ဟုခေါ်ထိုက်ပါသလားဖရာတဲ့။ယဟန်တွေအသက်တတ်တာနဲ့ပတ်သက်လို့လူကိုတတ်မိမယ်ဆိုရင်အသက်ခံရတဲ့လူကတည်သွားပါက မနုဿဝိကဟတိတ်ခါဖို့အရာပါရာဇိကကြပါပြီ။ပါရာဇိကကြပြီဆိုရင်လူဖြစ်သွားပြီဖြစ်တဲ့အတွက်အဲ့ဒီပုံကိုယဟန်ဟုခေါ်လို့မရတော့ပါဘူးเนาะ။ ရိษံကိုတတ်မိမယ်ဆိုရင်တော့တင်စိဆသိခါဖို့အရာသုဒ္ဓပါစိတ်အာဘတ်သင်ပါတယ်သုဒ္ဓပါစိတ်အာဘတ်ဆိုတာကုစားလို့ရတဲ့အာဘတ်ဖြစ်တဲ့အတွက်ယဟန်အဖြစ်ကလျှော့ကြမသွားပါဘူးဒါကကိုယ်တိုင်တတ်တာကိုပြောတာပါ ကိုယ်တိုင်မတတ်ဖဲနဲ့သူတစ်ပါးကိုတိုက်တွန်းတာတို့စိတ်ခိုင်းတာတို့လုပ်မယ်ဆိုရင်အာထုတ်ခြင်းပယောဂ6မျိုးထဲမှာစိတ်ခိုင်းခြင်းတိုက်တွန်းခြင်းဆိုတဲ့အချက်ပါတာကြောင့်အဲ့ဒီစိတ်ခိုင်းတိုက်တွန်းခံရတဲ့ပုဂ္ဂိုလ်ကစိတ်ခိုင်းတိုက်တွန်းတဲ့အတိုင်းတတ်လိုက်မယ်ဆိုပါက အသက်ခံရတဲ့တတ္တဝါဟာလူဖြစ်နေမယ်ဆိုရင်အဲ့ဒီအသက်ခံတဲ့ယဟန်ဟာပါရာဇိကကြပါတယ်ပါရာဇိကကြပြီဆိုရင်သူ့ကိုယဟန်လို့ခေါ်လို့မရတော့ပါဘူးเนาะဟွန်းတမ55လက်အောက်ခံသူကအမှတ်130နေရှိမဲ့တန်းရကျွန်တော်ကကိုပဲတော့တာမြင့်ဆောင်နဲ့တုတ်တိ86တက်ကြဆက်မိပါခင်ဗျ ကဲခုလက်ရှိအချိန်မှာဆိုရင်တော့တက်ထဲကိုရောက်နေရကြတဲ့စစ်သားတွေအနေနဲ့ကတော့ပြန်လည်ပြီးတော့ထွက်ပြေးလာကြပြီးတော့ဥမာစစ်မှုတန်းပေါဝင်တော့တဲ့လူငယ်အနေနဲ့ကတော့တော်တော်လေးအရေးကြုံနေတာအထဲမှာဖြစ်နေရတွေ့ရပါတယ်။ဒါပဲပြောအားလုံးပဲဒီတည့်ရဘောဒါဆွေးချင်းတန်းကနေပြီးတော့ကင်းလွန်နိုင်ကြပြီးတော့ပေါဝင်သွားတဲ့လူငယ်အကုန်လုံးလဲသူမျိုးအောင်နေမည်သူအမြဲတမ်းထွက်ပြေးနိုင်ပါသေးလို့ဒီနေရာကနေပြီးစုမောင်းတောင်းပေးလိုက်ပါတယ်။တောင်းဝင်ရတော့တက်ပြည့်တဲ့ဂျီတာကိုထားလာပါဆက်။ တက်တဲ့ဟိုကတော့ကျွန်တော်အနေနဲ့တော့ဒီလိုဘာယူချက်မှလည်းမရှိဘူး။အဲ့ကြတဲ့ဟိုဝင်သွားတာပေါ့နော်။တက်တဲ့တော့ဝင်သွားတာပေါ့။ဒါပေမဲ့ယူချက်တစ်ခုတော့မရှိဘူး။အဲ့ကြ။အလဲဝင်ရတဲ့အကြောင်းကတော့ကျွန်တော်ဒီစက်ကောင်စီရဲ့လုပ်ရက်တွေကိုမကြိုက်လို့ဟောနှစ်ပေါင်းနဲ့ဆက်ကြောလောက်ကျွန်တော်ခံခံစားခဲ့ရတယ်ပေါ့ဒါပေမဲ့ကျွန်တော်မှဟိုထွက်ပေါက်မရသေးတဲ့အတွက်ဟိုအကြောင်းမူကြောင့်ကျွန်တော်မိသားစုလက်ရှိကိုကျွန်တော်စဉ်းစားစဉ်းစားရင်းနဲ့အခုကတော့ကျွန်တော် မခံနိုင်တဲ့အဆုံးအဲကျွန်တော်တစ်ဖက်ကျွန်တော်လမ်းမှန်နေအောင်ကျွန်တော်သွားမယ်ဆိုပြီးတော့ကျွန်တော်ဒီဘက်ကိုအားဖြင့်ခလုံးအချင်းဖြစ်တယ်အဲဒါလည်းတော့ရှိပါတယ်ခင်ဗျာဒီဘက်ကိုလာပြီဆိုရင်အဲတစ်ဖက်ကိုရောက်ပြီဆိုရင်မင်းတို့တတ်မှာဟုတ်အရှိရလည်းအရှိမှာသွားနေတဲ့ကောင်ကြီးလည်းအခုသေးကုန်ပြီအဲဒါကျွန်တော်တို့ကတော့အင်တာနက်တိပိုင်းမတုံးတတ်ဘူးအခုသူတို့လည်းမတုံးတတ်ဘူးကြီးလည်းမကြည့်ဘူးဝါသနာလည်းမပါဘူးဒါကျွန်တော်ကအဲ့လိုမျိုးပြောတော့ကျွန်တော်ကျွန်တော်လည်းကျွန်တော်လည်းတကယ်တွေ့တွေ့ဝေးသွားတာ တွေ့ရတယ်ကျွန်တော်တော့ကျွန်တော်အရှင်းနဲ့ကျွန်တော်တွေ့ရတယ်ဘယ်မိန်းမနဲ့မတော့ဘဲနဲ့ဒီလိုချင်းမျိုးကိုရောက်အောင်လာတော့တော်တော်ချီးကျူးဖို့ကောင်းပါလေဒါအင်တာနက်မှာလည်းတွေ့ဖို့ကတော်တော်ခရင်တာပေါ့မတော့ဘူးဆိုရင်တော့ဒီမျိုးဝါဒဖြန့်မှုတွေအောက်မှာရောက်နေတဲ့တသားတယောက်အနေနဲ့တက်ချက်တယောက်အနေနဲ့အခုမျိုးလောက်တာတော့ဒါရွေးချယ်မှုမှန်ကန်တယ်လို့ဒါသူ့ရဲ့ပို့ပြီးတော့စွန်းစားနိုင်တဲ့ဆုံးဖြတ်နိုင်တဲ့ဘုံတော်ချင်းတစ်ယောက်နဲ့ဖြစ်မှာပါကျန်တဲ့စစ်ကြီးလေအဲ့လိုမျိုးတွေ့ရင်းနဲ့ရှိတယ်။အင်းအာသူတို့ကခေါင်းထဲကိုလိုက်ချင်တာမျိုးဟိုကြိုင်ပတ်ပြီးပါ။ဟောဘာလို့ဟိုကဘာဘာဘာဒီပူစောတာတွေပါရစ်ပူစောတာတွေပါအဲ့လိုမျိုးလို့တို့ကရှောက်ပြီးစောတာ ဲစစ်တီတီရဲ့အကောင့်ထဲမှာဒါတွေရဲ့သူ့စစ်တီတီမှာစွန့်နေရရှိပါတယ်ခင်ဗျ။ဒီလိုရောက်တဲ့အချိန်မှာကျွန်တော်ဟိုဆောင်းဆင်းလာတဲ့အချိန်မှာကျွန်တော်လည်းဟိုဘောင်းလို့အဲ့လိုဟိုထင်တာပါကျွန်တော်တိုက်ပို့ပေးပါဘူးဒီရောက်တော့ကျွန်တော်ကျွန်တော်တက္ကညီကိုတရအားလုံးအစီအပြောင်းလူလူလေးကြည့်ကြည့်မယ်နော်သူတို့ပြောတဲ့ဟာတွေကတစ်ခုမှလည်းမဟုတ်ဘူးဒီရောက်တော့အားလုံးလူလူလေးကြည့်ကြည့်ပါလားခင်ဗျ ကျွန်တော်ကတော့အခုချိန်မှာကျွန်တော်ရောက်လာတော့ကျွန်တော်ကျန်တဲ့လောက်တိတ်တော့မပြောတာဘူးကျွန်တော်အခုချိန်မှာကျွန်တော်ပုံညူညူလေးကြိုးလို့တယ်အားလုံးအားလုံးအဆင်ပြေတယ်အားလုံးအကုန်လုံးကောင်းတယ်ပေါ့နော်ကျွန်တော်ကအားလုံးဟုတ်ကျွန်တော်တော့ထင်ထင်ပါတယ်ဗျာမြမတယ်မလို့ကကျွန်တော်လည်းအနည်းပေါင်းအများကြီးတာဝန်ထမ်းတော့ခဲ့တဲ့တွေ့ကျွန်တော်လည်းမကောင်းတာကိုသိတယ်ဒါပြင်မလားပြင်မလားဆိုပြီးတော့အချိန်တစ်ခုကြီးကျွန်တော်ဆောင်းထားဆောင်းပြီးတော့ group ပေါ်မှာတာဝန်ထမ်းတော့ခဲ့ ကြာလာတော့သူတို့ရဲ့အချင်းဒီဆိုင်တို့မကြိုက်တော့ဘူးအာသူတို့ကသူတို့ဘယ်လိုကမှသူတို့စီးပွားရေးအကျိုးတော့ပဲသူတို့တွက်အောက်ကလူတွေဘာမှပြန်လည်းမကြည့်ဘူးအာသူတို့ကောင်းသားဖို့လောက်ပဲသူတို့သူတို့ရာယူရလောက်ရဖို့လောက်ပဲအာနာရဖို့လောက်ပဲသူတို့ကသူတို့ကသူစဉ်းစားနေတာအဲကြောင့်မို့ကျွန်တော်ကမကြိုက်ဘူးသူတို့အချင်းဆိုင်ကိုမကြိုက်လို့ကျွန်တော်ကသူတို့လမ်းခွဲပြီးကျွန်တော်မှန်တဲ့ဒီလိုပဲပုံပဲကျွန်တော်ရက်တည်ဖို့ကျွန်တော်ဆင်းချလာ ဲ့ဒါတော့ကြုံခဲ့တယ်အများကြီးပဲပြောပြရင်တော့အရှိကြီးပဲဟောအဲတို့ကဒီတို့ကဘယ်လိုကောင်းမလဲတို့အစင်းရာတို့နဲ့ဟိုကျွန်တော်တို့ကြတော့ဘယ်လိုကောင်းမလဲတော့ဟိုရှေ့လေတဲ့ငါပြီဖုတ်ဖုတ်တာငါပြီရှိလေတယ်အောင်မထင်ဘူးကျွန်တော်တို့နော်အဲကျွန်တော်တို့ဘယ်လိုကောင်းမလဲတို့အောက်ကစီးထားတဲ့ဖက်နဲ့တင်ရအောင်တော့တိုင်ကြီးမထားဘူးကျွန်တော်တို့စီးသေးကြတော့တို့ကိုကျွန်းတယောက်လိုတို့ကသဘောထားပြီးဆက်ဆံကြတယ် ပြည်သူတို့ကတော့ကျွန်တော်ကအခုပြည်သူတို့ကကျွန်တော်ကအခုမမမမကျွန်တော်ကရှိရတယ်ကျွန်တော်လည်းမမမမကျွန်တော်ကရက်ဒီမှာကျွန်တော်အခုပြည်သူတို့ရင်ဝင်တော့ကျွန်တော်ခုတ်လုံးတယ်အဲ့တော့စိတ်တက်ကိုခံရမှာထားကျွန်တော်တို့တွားမယ်ပန်းတယ်ရောက်ကိုရောက်မှာရောက်อยู่မှာကျွန်တော်ကအဲ့တော့ပြည်သူတို့လည်းဘာမှဟိုဟာဘာမှဖြစ်နေကိုကိုတွားမယ်ပန်းတော့ဖက်မှောက်ဘူးတော့တွားပါရောက်ကိုရရတယ်မှာကျွန်တော်တို့ကရောက်အောင်ကျွန်တော်ကလုံးမှာ